မနေ့ကတော့မှပဲဆွမ်းစားရင်ဟင်းတစ်ခွက်ပါလာဗာဟင်းပါလာတော့ဆိုငါဥကျက်ပါလာငါဥတွေကြည့်ပြီးတော့စဉ်းစားမိဩငါဘဝမရောက်ခင်ပြေးသွားတာပါလားသူတန်မောင်များဆိုငါဆိုတဲ့သရဝမိခင်တကောင်မှာတန်မောင်များစွာသောငါတွေသရဝတွေအများကြီးအဲ့ဒီသရဝတွေက ကြည်လေအသက်မရှင်ဘူးဥပဝါနဲ့ပဲပြုတ်တုံးသွားကြဥပဝါနဲ့ပဲတိတ်ဆုံးသွားကြလူတွေကတော့ထင်မှာပေါ့ငါဥဟာအသက်မရှိသေးဘူးဘယ်ဟုတ်မလဲအဲ့ထဲမဲ့သရဝါဆိုတဲ့တက်ပေါ်လာပြီးသားဖြစ်တယ်လူဘဝမှာလည်းပဲထွတ်တူပဲလို့စာရီထဲမှာရေးထားတာရှိတယ်။ညလူသားတယောက်ရဲ့ဆို မိခင်ရဲ့ဝမ်းထဲမှာတရေတီတာဟာတမောင်းများစွာတရေတီတယ်လို့ဆိုတယ်စပန်နဲ့အိုဘန်လို့ဆိုတယ်ဒီမိဘနှစ်ပါးရဲ့ပစ္စည်းနဲ့သရဝါတွေဟာအဲ့ထက်မှာတရေမျိုးစိကြကြအဲ့တရေမျိုးစိကြတဲ့ထဲကတမောင်းများစွာသောတရေမျိုးစိတွေအောင်းသွားတာတစ်ခုပဲကျန်တာတွေကသိဆုံးသွားကြတယ် အဲ့တော့လူဖြစ်ဖို့ဆိုတာအမတမခိုင်းလူဖြစ်ဖို့ဆိုတာအမတမခိုင်းတန်ပေါင်းများစွာသောဒီတရားတွေဟာလူလူဖြစ်ရောက်လာဖို့ရမိခင်ရဲ့ဝမ်းနဲ့ရောက်ပြီမှာမိခင်တော်မသိလိုက်ဖက်နဲ့တည်သွားတဲ့လူတွေဟာအများကြီးဟုတ်အများကြီးပဲတည်ဆုံးအဲ့ထက်မှမွေးတာနှစ်ယောက်မွေးခြင်းမွေးမယ်သုံးယောက်မွေးခြင်းမွေးမယ်အမွာဘူးပေါ့ညာတော်အပြင်တယောက်ကမွေးတယ် အဲ့တော့ဇာနရီကပဲရောက်သွားကြတယ်လို့ဆိုတေးသွားကြတယ်ဒါပြင်သူတို့အသက်ဟာဘလောက်တူတယ်လဲစဉ်းစားကြည့်အခုတေးလာပြီအခုမွေးမလို့လို့တာမမွေးရခင်တေးသွားတယ်မမွေးခင်မတေးသွားတယ်နော်အေးတော်တော်လေးအကောင့်ထဲပေါ်မှာတေးတာလည်းရှိတယ်မွေးပြီးတဲ့နောက်မှာတေးသွားတာလည်းရှိတယ်ပေါ့လူဘွားတွေပဲကြည့်မွေးတေးအများကြီးပဲရှိတယ်အဲ့တော့အခုတို့ကံတေးရဲ့အကျိုးပေးဟာ လူတိုင်းလူတိုင်းကခုလိုအသက်ရှင်လာကြတာမဟုတ်ဘူးမိဘရဲ့ဝမ်းနဲ့မှလည်းတည်ဆုံးသွားတဲ့တတဘောဘောဟာတန်းချီရှိတယ်လို့သူတို့ဆိုတယ်နော်စာပေကျမ်းကမှလည်းလူဆိုဒါကြောင့်မို့လူဖြစ်ဖို့မတခဲနဲ့လို့ဆိုတာဒီတကုနဲ့ပဲကြည့်ငါဥလေးတွေကြည့်လိုက်တဲ့ငါးလေးတွေတောင်းပါပဲတရိษံဘဝဆိုတော့လေတရိษံဘဝကိုမရောက်ခင်ဖန်တလဲလဲတည် တည်သွားပြီးတဲ့ကနောက်တခါငါလည်းပြန်ရောက်ရင်ကဥငါဥမဟုတ်လို့ရှိရင်ငရဲပြန်ရောက်သွားတာလည်းရှိမယ်အကုသိုလ်ကြောင့်မဟုတ်လို့တရိษံဘဝကိုတက်လာပြီးတဲ့နောက်မှာငရဲပြန်ကြသွားငရဲကနေတက်လာတဲ့အခါတရိษံဘဝရောက်လာတရိษံမဖြစ်ခင်တခါငရဲပြန်ကြသွားဟောဒီလိုလာတာနော်အဲ့ဒါစဉ်းစားကြည့်ကတ္တဗမြတ်စွာဘုရားလက်ထက်တုန်းက ပညာတတ်စာတတ်ပေတတ်ယဟန်တပါကပိလယဟန်လို့ခေါ်တယ်။သူဟာစာတတ်တော်လည်းပဲဟိုဇေယိုက်ကျမ်းနဲ့ဇေယိုက်ဆိုးတယ်ပေါ့။အပြောဆိုမစင်ခြင်းဘူးမာမာနတွေကြီးတယ်ယဟန်ကောင်းတွေကိုဆင်းရဲတယ်။နောက်ဆုံးမှာသာသနာတော်ကိုပျက်စီးအောင်လှုပ်သွားပြီးတော့တည်တဲ့အခါမှာအဝိဇ္ဇငရဲရောက်သွားအဝိဇ္ဇငရဲမှာငရဲခံရပြီးတဲ့နောက်ပြန်တက်လာတဲ့အခါဘယ်ရောက်တော့စေ ကင်းကံမြစ်ထဲမှာငါးကြီးသွားဖြစ်တယ်။ငါးဖြစ်တော့စတင်ကဝတ်နဲ့နေထိုင်ခဲ့သည့်အတွက်ကြောင့်ဒုက္ခနာကိုကရွှေရောင်အယောင်လှပတဲ့ငါးကြီးဖြစ်တယ်။သို့သောယဟန်တော်တွေယဟန်ကောင်းတွေကိုဆေးရခဲ့သည့်အတွက်ကြောင့်ပါဇက်ဖွင့်လိုက်လို့ရှိရင်မခံနိုင်တော့အပုတ်နဲ့နေထွက်တယ်လို့ဆိုတယ်။အဲ့ဒီငါးဟာဒီတငါးတွေဖမ်းလို့မိလာတဲ့အခါဒီငါးကြီး ပါဇက်ဖွင့်လိုက်တာနဲ့မြို့ကြီးတစ်မြို့လုံးဟာအပုံတန်းနေလှိုင်းသွားငါးကြီးကြည့်လိုက်တော့လဲလှတယ်ရွှေရောင်တောက်အဲ့တော့ဒီငါးကြီးအကြောင်းကိုသိကျင်တာနဲ့ရသော်ဘုရားစီလျှောက်တဲ့အခါရသော်ဘုရားအဲ့ဒီမေးမြန်းတဲ့အခါမှာငါးကြီးကိုယ်တိုင်ကပြောသူဟာကပိလယဟန်ဆိုတဲ့အကြောင်းပြောဒါပြင်အခုဘယ်သွားမှာလဲလို့ဆိုငါးဘွားကတည်သွားလို့ရှိရင်အဝိစိငရေပြန်သွားမယ်လို့ဆိုတယ် စဉ်းစားကြည့်တော့ဒါဆိုဗျာကိုယ်တိုင်ကိုယ်ကလည်းပဲဒီစိတ်ဓာယုကလတုတ်တံမှာလက်ကမ်းကြီးဥပမာပေးပြီးတော့ဟောတာတကြိမ်တစ်ခါလွဲပြီးတော့ဒုဂတိဘုရားရောက်သွားတဲ့ပုဂ္ဂိုလ်တရားဟာလူဘုရားပြန်ရဖို့ဆိုတာလက်ကမ်းကြီးခေါင်းနဲ့ရောကြံမျောနေတဲ့တဘိုးကြီးရဲ့တခုစီးသောအပေါက်အန်ကြဆွမိဖို့ဆိုတာအလွန်ခဲနေလို့ဒီလိုခေါ်တဲ့ဒိဋ္ဌနာ မဖြစ်နိုင်သူပမာပြေမှာတော့ပြောလို့ရှိချတယ်ပေါ့ပြမပြေကအတ္တစင်လူပြေကအတ္တစင်လူပြေကအတ္တစင်ထောင်ထားပြမပြေကအတ္တစင်ချလိုက်အဖျားချင်းထိဖို့ဆိုတာအလွန်ခဲနေမို့သို့တော့အဲ့ဒါကမှဖြစ်ကောင်းဖြစ်နိုင်သေးတယ်တိရိစ္ဆာန်ဘုရားရောက်တဲ့လူပြန်ဖြစ်ဖို့ခက်တယ်လို့ပြောချတာပေါ့အဲ့ဒါကိုအထိတ်စုတ်ပတ္တိလို့ခေါ်တယ်ဖြစ်ထောင်ဖြစ်ခဲ့ ဖြစ်ဖို့ဆိုတာမှန်းဆလို့မရနိုင်တဲ့အနေထားလို့သူတို့ပြောတယ်။အေးဘဝဆိုတာအဲ့ဒီလိုအကုသိုလ်တွေလောက်ထားလို့ရှိရင်အကုသိုလ်ကံကအကျိုးပေးသွားတယ်။ကုသိုလ်ကံလို့လို့ရှိရင်ကုသိုလ်ကံကအကျိုးပေးတယ်။သို့သောကုသိုလ်ကံနဲ့အကုသိုလ်ကံပြီးလက်ဥသူကဘဝကိုအရင်ဖန်တီးလိုက်တယ်။လက်ဥတဲ့ကံကအကုသိုလ်ကံကလက်ဥလို့ရှိရင်အကုသိုလ်ကံကအကျိုးပေးလိုက်တယ်။ ကုသိုလ်ကံကလက်ဥယင်ကုသိုလ်ကံကအရင်ကြိုးပေးတယ်လို့ဒီလိုရှိတယ်ပေါ့။ဘာဖြစ်လို့တော့ဆိုရင်လူစိတ်ကိုကြည့်လိုက်။ကိုယ်စိတ်ကိုပဲစဉ်းလင်းသုံးသပ်ကြည့်။အဖြူနဲ့အမဲလိုပဲစိတ်ကောင်းနှလုံးကောင်းပေါ်လာတဲ့အခါရှိသလိုစိတ်မိုက်စိတ်ရိုင်းစိတ်မိုက်ပေါ်လာတဲ့အခါရှိတယ်။အေးစိတ်စိတ်ရိုင်းစိတ်မိုက်ပေါ်လာတဲ့အခါမှာစိတ်အစဉ်ဟာမဲသွားတယ်။ ေးကြည်လင်နဲ့စိတ်ဓာတ်ကလေးပေါ်လာတဲ့အခါစိတ်အစဉ်ကဖြူသွားတယ်ဆိုလိုတာဖြူလိုက်မဲလိုက်ဖြူလိုက်မဲလိုက်သွားတယ်တင်္ကန်နီးမှာအမဲနဲ့သွားကြွရင်တော့တခါဒုက္ခတိဘုံရောက်သွားအဖြူနဲ့ကြုံတဲ့အခါမှာကောင်းတဲ့ဒုက္ခတိဘုံရောက်သွားတယ်အဲ့ဒါကြောင့်မို့လို့တတိထားပြီးတော့ကုသကောင်းမှုကုသနာမှာအဖြစ်များအောင်ကြိုးစားအထောက်အမဲလို့ဒီလိုဆိုလိုတယ်ဒါကြောင့်မို့လောကလူတွေလုံးသမျှကုသအကုသဒီဘဝလုံးတာဟာ ဒီကို့အတွက်ကို့ပိုင်ပစ္စည်းတစ်ခုဖြစ်သွားတယ်။တင်ဤတတ္တတကံဟောတိတင်္ဆာအာရာယခိစတိအကုလုတဲ့ကံအမိပဲလဲကိုနဲ့အတူပါသွားမှာပဲ။တင်္ဆတ်တအလူကံဟောတိဆာယဝအနပါယ။အေကုတုကအောင်တုကနေရာအယိပမာကိုအယိပမာကိုနဲ့အတူတူဘာပါနေတာကုတုအောင်တုကဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘဝ တခုဘုန်းကြီးတို့တွေဟာကိုဘဝခရီးလူဘဝမှာခက်တက်နားတဲ့အချိန်မှာအရေးကြီးဆုံးကဘာလဲကုသိုလ်လုပ်ဖို့ပဲအရေးကြီးတယ်ဒါကိုစိတ်ထဲမှာစွဲမှတ်ထားဖို့